ဘတ်မာနဲ့ညီမဖြစ်သူတို့ဟာလွန်ခဲ့တဲ့နှစ်လကအယ်ဖာရှာမျိုးကနေထွက်ပြေးဖို့ကြိုးစားစဉ်မှာကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်တွေကိုလက်ခံနိုင်ဖို့အခုထိခက်ခဲနေစေပါသူတို့ဟာလမ်းမှာ Rapid Support Forces RSF စစ်သွေးကြွားတွေရဲ့ကြားဖြတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနှိမ့်ဆက်ညံမှန်တာတွေအကြမ်းဖက်တာတွေကိုခံခဲ့ကြရပါတယ်ဖျားသခင်ကသူတို့ကိုဖော်ထုတ်ပြီးပြစ်ပေးပါစီဖျားသခင်လိုတော်တိုင်းသူတို့ဝက်လက်မဲ့နေရောက်လာမှာပါသူတို့ကကျမနဲ့ကျမညီမကို9ရက်လောက်ဖမ်းထားပြီးနှိမ့်ဆက်ခဲ့ကြတာပါလို့ဘတ်မာကပြောပါတယ် ဒီဒေသကလူများစုဟာသူတို့ကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေကြောင့်သာမကပဲသူတို့ချစ်ခင်ရသူတွေအသက်ရှင်ရရှိမရှိမရေရာတာတွေကြောင့်မှစိတ်ဒဏ်ရာရနေကြရပါတယ်။ဒုက္ခသည်စကန်ထဲမှာမျိုးသမီးကုညီပေးရဲ့ဖွင့်ငယ်လေးတစ်ခုစတင်ဖွဲ့စည်းထားပါတယ်။ဒါဟာအချမ်းဘက်ခံရသူတွေအတွက်ရရှိနိုင်တဲ့ရှားပါးလာတဲ့စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုတွေတဲကတကူပါ။နှစ်သိမ့်ဆွေးနွေးပေးမှုကောင်ဆယ်လင်းတွေမရှိတာကြောင့်ဒုက္ခသည်ထောင်ပေါင်းများစွာဟာသူတို့ကြုံတွေ့ခဲ့ရတဲ့ဆိုးရွားတဲ့ဖြစ်ပျက်တွေကိုတယောက်တည်းရင်ဆိုင်ကြော်ဖြတ်နေကြရပါတယ်။ တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရချတ်နိုင်ငံရဲ့ဒီနေရာမှာစိတ်ကျမ်းမာရေးဆရာဝန်တယောက်ထဲသာရှိပြီး NGO ဖွဲ့တွေနဲ့တွဲလုပ်နေတဲ့စိတ်ပညာရှင်တွေနဲ့ပဲရှိတယ်လို့ဆိုပါတယ်။ဒါဟာနေရက်ဆွန့်ခွာလာရသူသိန်းတဲ့ချီအတွက်စိတ်ကျမ်းမာရေးဆောင်ရှောက်မှုပေးဖို့လိုအပ်နေပါသေးတယ်။ဒီလိုတရားဝင်မဟုတ်တဲ့ဆွေးနွေးပွဲလေးတွေဟာလူများစုအတွက်တော့အသက်ကယ်ဆေးလိုဖြစ်နေပါပြီ။ဒီဆွေးနွေးပွဲတွေကို Fatima Fadou ကဦးဆောင်နေတာဖြစ်ပြီးသူကိုယ်တိုင်လည်းဒုက္ခသည်တစ်ယောက်ဖြစ်ကပရိပခကြားကအသက်ရှင်လွတ်မြောက်လာသူတူဖြစ်ပါလေ။ ဒလိထုံးစံအရနှုတ်ပိတ်နေဖို့ဖိအားပေးတာတွေရှိနေပေမဲ့အရမကျင်းခံရမှုနဲ့အကြမ်းဖက်ခံရမှုတွေအကြောင်းမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေပွန့်ပွန့်လင်းလင်းပြောရဲလာအောင်သူကတိုက်တွန်းအားပေးနေတာပါကျမတို့မှာဒီလိုအမဲဆက်ထင်မဲ့အရေးစိုးရင်ရတာတွေရှိပါတယ်။အိမ်မှာဆိုရင် မိခင်တွေကသမီးတွေကိုအရမကျင့်ခံရတာနဲ့ပတ်သက်ပြီးနှုတ်ပိတ်နေဖို့ဖိအားပေးလို့ရှိပါတယ်။ကျမတို့ကတော့ကိုယ့်အခွင့်အရေးကိုပြန်ရဖို့အတွက်အရမကျင့်ခံရမှုအကြောင်းထုတ်ပြောကြဖို့ကျမတို့ရဲ့ညီမတွေမိခင်တွေကိုအသိပညာပေးပြီးတိုက်တွန်းနေပါလေ တိတ်တိတ်လေးနေနေမယ်ဆိုရင်အတွင်းစိတ်မှာဒဏ်ရာရပြီးရောဂါတွေဖြစ်လာနိုင်ပါတယ်လို့သူကရှင်းပြပါတယ်။စိတ်ဒဏ်ရာကိုဖုံးထားတာထက်စာရင်လက်ခံလိုက်တာကကူစားဖို့အတွက်အရေးပါတယ်လို့သူကယုံကြည်ပါတယ်။ဒါပေမဲ့လိုအပ်ချက်ကများနေပါတယ်။အခုလိုစိတ်ကျန်းမာရေးအကူအညီနည်းနည်းကိုရရှိသွားကြတဲ့အမျိုးသမီးတယောက်ရှိတိုင်းမှာနောက်ထပ်ဆောင်ဆိုင်နေရသူယာပေါင်းများစွာရှိနေပြီးသူတို့တွေကအများစုကတော့အကူအညီရခြင်းမှရကြမယ်သူတွေပါ။ဒီမရင်မတွက်နိုင်တဲ့ကျူးလွန်ခံရသူတွေဟာနှစ်သိမ့်ဆွေးနွေးမှုစိတ်သက်သာရမှုနဲ့ တရားမျှတမှုတွေမရှိဘဲစိတ်ဒဏ်ရာတွေကိုရင်ဆိုင်ရတော့မှာပါ။ Charles နိုင်ငံအရှေ့ပိုင်းကဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြတဲ့ bus မာတို့ဇာနက်တို့လိုအမျိုးသမီးတွေနဲ့အမျိုးသမီးထောင်ပေါင်းများစွာအတွက်တော့အသက်ရှင်ရပ်တည်ဖို့ဆိုတာအကြမ်းဖက်မှုကနေလွတ်မြောက်လာပြီးကြာတာတောင်မှအဲ့ဒီအကြမ်းဖက်မှုအမှတ်တရဇိုးတွေနဲ့အတူဘယ်လိုနေထိုင်ရမလဲဆိုတာသင်ယူနေရခြင်းပဲဖြစ်ပါလေခင်ဗျာ။